ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Nation Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်ပွဲမှာအနိုင်ရပြည်တယ်နဲ့ချန်ပီယံခမအိမ်မက်ကိုအကောင့်ထဲပေါ်ရမယ်ဆိုတဲ့ Ryanian Director ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပရိသတ်တွေရဲ့အချက်တော်ကြီး Ryanian Director ကတော့လာမယ့်မေလ3ရက်နေ့မှာပွဲချိုးသက်သွားရတော့မှာဖြစ်ပါတယ် Ryanian Director ရှုံးမမရှိ Fighter Phoenix နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ် Ryanian Director ကတော့မချသေးခင်ကတည်းကသူ့အနေနဲ့ Phoenix ထက် မ်ဇက်ရှီမာယက်နဲ့ပိုပြီးရင်ဆိုင်ထိုးသက်ချင်တယ်လို့ဖွင့်ဟထားပါတယ်။ဒါပြင်ရိုင်းနီယာဒေဗစ်တာကသူ့အနေနဲ့တော့ဖိုက်တွေကဖိုင်ယာတွေနဲ့လည်းထိုးသက်ချင်ခဲ့တဲ့အကြောင်းဘိုနီကဲနဲ့ထိုးသက်ရတာလည်းအဆင်ပြေပါတယ်ဆိုတဲ့အကြောင်းကိုအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်ကဘိုနီကဲနဲ့ပွဲတည်ပြလိုက်တော့အနေငယ်တော့အံ့ဩသွားခဲ့ပါတယ်။ကျွန်တော်ကတော့ဖိုက်တွေကဖိုင်ယာတွေနဲ့ထိုးသက်ချင်တာပါ။ဒါမဲ့လည်းဘိုနီကဲကလည်းနမိတ်ကြီးဖိုင်ယာဆိုတော့အဆင်ပြေပါတယ်။ ဘော်နီကင်းနဲ့ပွဲထွက်ရတယ်လေကျွန်တော်တို့ရင်ခုန်စရာကောင်းပါလေဆိုပြီးရိုင်းနီယာဒေဗီတာကပြောဆိုသွားခဲ့ပါနေ။ဒါပြင်ရိုင်းနီယာဒေဗီတာအနေနဲ့ဘော်နီကင်းနဲ့ပွဲဖြစ်ခဲ့ရတဲ့အပေါ်မှာအခုလိုမျိုးထပ်မံပြောဆိုခဲ့ပါလေ။ဘော်နီကင်းနဲ့ပွဲဖြစ်တာအံ့ဩမိပါလေ။ဘော်နီကင်းကနဗန်းသမားလေ။ UFC ကပုံမှန်ဆိုသူ့အနိုင်ရလောက်မဲ့ striker တွေနဲ့ပဲပွဲတည်ပေးခဲ့တာပေါ့။ဘာကြောင့်လဲဆို UFC ကသူ့ကိုစင်တင်နေတာလေ။အခုကျွန်တော်နဲ့ပွဲတည်ပြီးတော့အနေငယ်တော့အံ့အားသိမ့်မိပါလေဆိုပြီးရိုင်းနီယာဒေဗီတာကပြောဆိုသွားခဲ့ပါလေ။ ရိုင်းနီယာဒေဗီဒါကတော့ဘိုနီကဲနဲ့ပွဲကိုလည်းသူ့အနိုင်ပဲလို့တွက်ဆထားပါတယ်။ရိုင်းနီယာဒေဗီဒါကသူ့အဘိုနီကဲထက်နှပန်းပိုကောင်းတယ်လို့လည်းသူ့ကိုယ်သူယုံကြည်နေပါတယ်။ရိုင်းနီယာဒေဗီဒါအနေနဲ့ဘိုနီကဲကိုဘယ်လိုလုပ်ပြသွားမလဲဆိုတော့စောင့်ကြည့်ရမှာပါ။ဒါပြန်ရိုင်းနီယာဒေဗီဒါကတော့ဒီပွဲပြီးတာနဲ့ချန်ပီယံစင်ခေါ်ခွင့်ကိုပြတ်မှတ်ထားနေတယ်ဆိုပြီးအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်အနေနဲ့ဘိုနီကဲကိုအနိုင်ယူပြီးရင်တော့ထိန်းတန်းစင်းဝင်ဖိုက်တာတွေနဲ့ထိုးသတ်သွားကြမှာနေ။တော်တမ်နဲ့ကဖိုက်တာတွေကတော့အချင်းချင်းပတ်ကစားနေကြတာပါ။ ဲ့ဒီတော့တိုက်တောင်ရင်မခုံပါဘူးကျွန်တော်ကတော့ချန်ပီယံခပ်ပတ်စီပဲပြတ်မှတ်ထားနေပါတယ်ဆိုပြီး Ryanair Director ကပြောဆိုသွားခဲ့ပါတယ် Ryanair Director ကတော့ထုံးစံအတိုင်းပဲလေကိုအကြီးအကျယ်တိုက်လိုက်တာပါသူအနေနဲ့ချန်ပီယံခပ်ပတ်ကိုတော့ပြတ်မှတ်ထားနေပြီဆိုပါတယ်အခုမှ Ryanair နံပါတ်73နေရာမှာပဲရှိနေသေးတဲ့ Fighter ကတော်တမ်းဖိုင်နယ်တွေနဲ့တော့မထိုးတက်ရသေးပဲနဲ့ကြော်ပြီးချန်ပီယံခပ်လူကျင်နေဆိုတာကတော့တိတ်ပြီးယုံကြည်မရှိပါဘူးဒီလိုအခင်းချင်းမျိုးလည်းဖြစ်လာစရာအကြောင်းမရှိပါဘူးဖြစ်လာမှလည်းမဟုတ်ပါဘူး ။မကြာခင်မှာ UFC Middleweight Champion လူဝဲဖြစ် Cricket Duplessis နဲ့ခမ်းဆက်ရှမရဲ့ပြုတ်ကရင်ဆိုင်ထိုးသက်သွားရုံပဲဆိုပြီးတော့လည်းသတင်းတွေထွက်နေပါလေ။ Ryanair Deverda Truck ကတော့ခမ်းဆက်ရှမရဲ့ The Champion ဖြစ်သွားရင် Champion ခပ်အိမ်မက်အိမ်မက်ဆိုးဖြစ်သွားနိုင်ပါလေ။ဘာကြောင့်လဲဆိုတော့ခမ်းဆက်ရှမရဲ့က Ryanair Deverda ရဲ့အလုံးထဲသက်လုံး grappling နဘန်အစရှိတာတွေအကုန်လုံးကပုံမသားလုံးနေတာပါ။ဒါကြောင့်မလို့ Ryanair Deverda အတွက်ခမ်းဆက်ရှမရဲ့ကတကယ်ကိုအိမ်မက်ဆိုးပါပဲ။ ရိုင်းနီယာဒေဗီဒါကတော့မချာသေးခင်ကတည်းကသူ့အနေနဲ့ခမ်းဆက်ရှင်မရက်နဲ့ရင်ဆိုင်ထိုးသက်ခြင်းတဲ့အကြောင်းဘသူ့ရဲ့ grappling ကပိုကောင်းလဲဆိုတာရှင်ပြီးလုံးကြည့်ခြင်းနဲ့ဆိုတဲ့အကြောင်းရိုင်းနီယာဒေဗီဒါကတည်ယဝင်စိန်ခေါ်ထားပါတယ်။ဒါပေမဲ့ဒီအကြောင်းကိုခမ်းဆက်ကတော့လုံးဝကိုတုံ့ပြန်ထားခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ Rainier Durida လို့အခုမှ promotion တွေရောက်ရှိလာတဲ့ fighter ကိုသူ့အနေနဲ့ဂယုမဆိုင်ဘူးဆိုတဲ့ပုံစံကိုပြသလိုက်တာပါ Rainier Durida အနေနဲ့ကိုလာမယ့်ပွဲမှာကို Bonique လို့ရှုံးမွေးမရှိ fighter တယောက်ကိုဘယ်ဟုတ်ခွဲပြားနိုင်မလားဘလို့အခင်းချင်းတွေဖြစ်လောင်ဆွမ်းဆောင်ပြသွားမလဲစောင့်ကြည့်ရပါပါ ဒေတာတာတခုကတော့ Rainier Derrida အနေနဲ့ Champion Capacity ကိုလွယ်လွယ်နဲ့တော့မှန်းလို့မရသေးပါဘူး။သူအနေနဲ့ရှေ့မှာအခက်ခဲပေါင်းများစွာကိုကြုံတွေ့ရအောင်ပါပါ။ဘလို့ခင်းရင်းနေဖြစ်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလေး MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ Channel ကို Subscribe လုပ်ရသေးရင် Subscribe လုပ်သွားကြဖို့တောင်းဆိုကြရစေခင်ဗျာ။အားလုံးပဲတာရဲ့ပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။